ကျွန်တော်ရဲ့မိတ်ဆွေတနင်္ဂနွေသားမီးများတွေအခုဖြတ်တန်းဝင်ရောက်လာပြီဖြစ်တဲ့နိုဝင်ဘာလတလတာနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေများကိုဟောပြောပေးပါပါအဲ့တော့အဲ့လိုဟောပြောပေးတဲ့အခါမှာပြည်ပြည်စုံစုံလေးဖြစ်ရလေအောင်အလောက်ไก่ငွေကြီးနောက်ကျမ်းမာရေးနောက်လူမှုရေးပညာရေးဘာသာရေးနဲ့ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စနောက်ရန်အတိုက်အခိုက်ရှိမရှိဆိုပြီးတော့ဒါပြည်ပြည်စုံစုံလေးကျွန်တော်ကတေရော့ကတ်တွေနဲ့ဟောပြောပေးပါပဲဖြစ်ပါတယ်မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုခိုင်းလေးကိုကြည့်ရှုအားပေးနေပြီဆိုရင်ဘေးမှာရှိတဲ့အသေးလေးကိုနေ ပြီးတော့ like လုပ်ပေးပါအောင် follow မလုပ်ဝသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတနင်္ဂနွေသားမြင်များတွေပထမဦးဆုံးအနေနဲ့ကျွန်တော်အလောက်ကအခြေအနေတွေကိုတာပြီးတော့ကြည့်ပြပါပါအခုဒီဝေရောက်ဖြတ်တန်းရမယ်7လပိုင်းတလတာကာလာတော်တွင်မှာတနင်္ဂနွေသားမိများဟာအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကောင်းမွန်တဲ့တိုးတက်ကြောင်းလဲမှုတွေ ရရှိလို့လာပါလိမ့်မယ်။လုပ်ငန်းခိုင်ငံ့အတိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတိတိသာသာကိုကန်စားတာပွင့်လန်းတိုးတက်မှုတွေရရှိလာနိုင်တယ်ဆိုတဲ့နမိတ်ပုံကိုတွေ့ရပါတယ်။အလုတ်ကိုင်အခွင့်လန်းကောင်းနှစ်ခုလောက်ပေါ်ပေါက်လာနိုင်တယ်လို့တွေ့ရပါတယ်။နောက်ဈေးရောက်နေတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအယောင်းဝယ်တွေပို့ပြီးတော့ကောင်းလာလိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာ။နောက်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုဆက်ပြီးတော့ပြောပါပါမယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ချမ်းသာပါလိမ့်မယ်။ ပျော်ရွှင်ရပါလိမ့်မယ်ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတွေတော်တော်များများကိုပြည်လည်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်ငွေရေးကြေးရေးပိုင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းအထောက်ပံ့ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့တနင်္ဂနွေသားမိများရဲ့ကျန်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်ကျန်းမာရေးကတော့ကောင်းလိုက်မကောင်းလိုက်ဆိုတဲ့ပုံစံမျိုးလေးတွေ ဖြစ်နေတာပါလေအခုကောင်းနေလိုက်တော့ကြာထပြီးတော့တခုမို့တခုထပြစ်လိုက်အခုဖြစ်နေတဲ့ယောဂလည်းခဏနေပျောက်သွားလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တတ်ပါလေကျမ်းမာရေးကတော့အကောင်းအဆိုးဒွန်တွဲနေတယ်လို့တွေ့ရပါတယ်နောက်လူမှုပေါင်းသင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်လူမှုရေးပိုင်းမှာတော့အစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်အထူးသဖြင့်တော့ကြီးခဲ့တဲ့သူတွေနဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာပို့ပြီးတော့ခရူးဆိုင်ပေးပါနောက်ဒီလာပိုင်းဟာလည်းလည်းရံများတယ်အတိုက်ခိုက်များတယ် ပြဿနာအနှောင့်အယှက်လေးတွေများနိုင်တယ်လို့ဆိုရမယ့်အနေအထားမျိုးကို မတွေ့ရပါတယ်ဆက်လက်ပြီးတော့ပညာရေးပိုင်းနောက်ဘာသာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကိုပြောပြပေးပါမယ်အစင်မပြေမှုတွေများတတ်ပါတယ်ပညာရေးကံအားနည်းနေပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာလည်းပဲချွတ်ချော်မှားယွင်းမှုတွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်ပါတယ်ဒါမို့လို့ဒီတလားတာကာလတော်တွေမှာတနင်္ဂနွေသားမိများရဲ့ပညာရေးနဲ့ဘာသာရေးဘက်မှာတော့နည်းနည်းလေးဂယုစိုက်ပါလို့မှာကြလို့ပါတယ်ခရီးနဲ့ပတ်သက်တဲ့အကြောင်းကိစ္စတွေကိုတဲတော့ကတ်ကြည့်ပေးပါမယ်ခရီးကိစ္စတွေမှာလည်းအလွဲလွဲအချော်ချော်လေးတွေ အထင်းပေါ်လေးတွေအစင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဒါမျိုးခရီးသွားလာမှုနဲ့ပတ်သက်တဲ့အခြေအနေတွေမှာနည်းနည်းလေးကယူဆိုင်စီကျင်တယ်လို့လည်းပဲမှားကြလို့ပါတယ်ခင်ဗျာအဲနောက်တစ်ကကတော့ရန်အတိုက်ခိုက်နဲ့ပတ်သက်တဲ့အခြေအနေကိုကြည့်ပြမှာပါရန်နေအတိုက်ခိုက်တွေရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအခြေအနေတွေကိုကောင်းမွန်စွာနဲ့ဖြတ်ကျော်နိုင်နိုင်မယ်လို့တွေ့ရပါတယ်ခင်ဗျာကဲဒါကတော့ပထမတဲရောကတ်တွေရဲ့နမိတ်ပုံတွေကိုကြည့်ပြီးတော့လိုအပ်ထားတွေကိုပြည့်ပြည့်စုံစုံလေးဟောပြောပေးတာပါအဲ့တော့ ဘလို့အဓိကအကြောင်းချက်တွေပေါ့နော်ကြုံတွေ့ရလာနိုင်အောင်မလဲနောက်ဘလို့ကံအခွင့်လမ်းကောင်းတွေရရှိနိုင်အောင်မလဲဘလို့ရည်ရည်အရည်ကိုစောင့်ဝဲတင်ပါတယ်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့အခုနောက်တစ်ကတ်ချိုးပြီးတော့ကြည့်ပေးပါအောင်မယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှတဦးချင်းတယောက်ချင်းဘေးတွေမေးမြန်းခြင်းလဲဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဓိကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးကဘေးတွေမေးမြန်းလို့ရပါတယ်ခင်ဗျာတဦးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ ဘေးရင်ဟောစရာလေးကိုကျွန်တော်ပို့ပေးတယ်။နောက်တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကို ဖြေပြီးဟောပေးတယ်။နောက်လိုအပ်တဲ့ရေရရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။နောက်ညံပူစွာကတအူးကို2000ကျပ်ပဲယူပါတယ်ခင်ဗျာ။ နောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတအူးချင်းတယောက်ချင်းဗီရီမင်းမြန်းချင်တယ်ဆိုရင်အဲအခုဒီ17လပိုင်းပေါ့နော်လာဇန်ပိုင်းမှာကျွန်တော်ရန်ကုန်မှာရှိပါမယ်ကျွန်တော်ကိုကြိုတင်ဆက်သွယ်ပြီးတော့လာရောက်တွေ့ဆုံကမင်းမြန်းလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကကျွန်တော်ရဲ့ဗီရီ application လေးကိုဒေါင်းလုဒ်ဆွဲပြီးတော့ဒါအမြဲအားပေးကြည့်ရှုတဲ့မိတ်ဆွေများကိုကျွန်တော်ဘက်ကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေါ့နော်ဒါကိုသိလို့တဲ့မိကွန်းတစ်ခုကိုဒီရဲ့ပို့အောက်က comment လေးတွေမှာရေးခဲလို့ရပါတယ်အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့ ော့အဲတအူးချင်းတယောက်ချင်းတက်နိုင်သလောက်ပေါ့နော်အဲကျွန်တော်ဖြည့်ပြီးဟောပြပါမယ်အဲ့တော့အဓိကအပြည့်အရေးကြီးတဲ့မိငုံတစ်ခုကိုမေးလို့ရပါတယ်ကျွန်တော်ကဒါတေရကန်နဲ့တော်လကောင်သို့မဟုတ်အင်းငါဝိဆာနဲ့တော်လကောင်ကြည့်ပြီးတော့ဖြည့်ပြီးဟောပြပါမယ်ဒါပေမဲ့ကျွန်တော်ဖြည့်ပြီးဟောပြပါမယ်ဆိုတဲ့သူတွေက Play Store မှာ Soyan Zone ဆိုတဲ့နာမည်ကိုရပ်ပြီးတော့ကျွန်တော်ရဲ့ BD application လေးကို download ဆွဲကနေ့စဉ်ကျွန်တော် BD ဟောပြောပေးနေတဲ့အဟောတွေကိုဝင်ရောက်ကြည့်ရှုအားပေးတဲ့သူများကို ဟောပြောပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေများက Play Store မှာစောရံထုံးဆိုတဲ့နာမည်ကိုရိုက်ရှာပြီးတော့ကျွန်တော်ရဲ့ BD application လေးကို download ဆဲကအဲနှိမ့်စင်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေနောက်တပတ်စာဟောစာတွေအခုလိုတလားစာဟောစာတွေတနေ့စာဟောစာတွေကိုလည်းပဲဒါအခမဲ့ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီ application လေးကို download ဆဲထားတဲ့ဟာလေးကို screenshot လေးရိုက်ပြီးလို့ရှိရင် ကိုမန်းထဲမှာမန်ကအောက်ဖက်မှာကိုတိကျင်တဲ့ဒါမိကွန်းအကြောင်းအရာလေးတွေကိုမေးပြီးတော့မေးမြန်းအားပေးလို့ရပါတယ်ခင်ဗျာအခုဆက်ပြီးတော့တနင်္ဂနွေသားနေ့များအတွက်ထပ်ပြီးတော့ကျွန်တော်တေရော့ကန်လေးကြည့်ပေးလိုက်ပါပြီတနင်္ဂနွေသားနေ့များအတွက်ဒီစက်တလပိုင်းဟာပေါ့နော်မထင်မှတ်တာတွေမမျှော်လင့်တာတွေအံ့အားသင့်မွေရာအဖြစ်ပြက်တွေအဲကောင်းသောအလှည့်အပြောင်းတွေကြုံရတတ်တယ်လို့တွေးရပါတယ်ဒီတလတာကာလအတွင်းမှာသိတာထင်ရှားတဲ့ ဘဝရဲ့တိုးတက်ပြောင်းလဲသွားစေနိုင်လောက်တဲ့ကံအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာနိုင်ပါတယ်။ဒါတွေကိုလက်လွတ်မခံဘဲနဲ့အသုံးချတိုင်မယ်ဆိုရင်ဒါတိုးတက်အောင်မြင်မှုတွေကိုရသွားလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။အဲ့တော့ရေရာအနေနဲ့ကတော့ခကြီးသွားလာလှုပ်ရှားနေတဲ့သူတယောက်သို့မဟုတ်လမ်းပေါ်ကလူတယောက်လိုအပ်နေတဲ့သူအဲချို့တက်နေတဲ့သူဒါမှမဟုတ်အလှူခံပုံကိုတအိုးတယောက်ကိုကိုတက်နိုင်သလောက်ဝေကြီးအဲလှူဒန်းမှုပြုပြီးတော့ကုသိုလ်ကောင်းမှုတွေယူလောက်လို့ ယူခြင်းအပြင်ဒါကံနေလက်တွေပွင့်လာစေပါလိမ့်မယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်သဘောကျနေတဲ့တဲ့ဆိုအောက်ပါမှာ comment လေးတွေရေးခဲ့ပါအောင် like share လေးတွေလည်းအားပေးခဲ့ပါအောင်ခင်ဗျာ